ယောင်ငါညီမဒီပေါ်တက်လိုက်မယ်နော်ရလားကလေးလေးတော့ကလေးလေးနဲ့ကလေးလေးနဲ့အနီးဆုံးတော့မထားနဲ့နော်ကလေးလေးနဲ့အနီးဆုံးထားရတာကလေးလေးကဒီငွေဆိုတာလူအများကြိုက်နေရမလို့အားကြောင့်မလို့ပါနော်ဟုတ်ပြီနော်လူပေးတဲ့ illusion တွေမပြောချင်နေတော့ဒီလောက်အများကြီးလူပေးတာကိုင်ညီမလေးအခုအကိုဟိုနေကလူပေးတာဘယ်လောက်လဲငါညီမ3သိန်း3သိန်းဘာဘာတွေလောက်ထားလဲ3သိန်း ဟာအဲ့နေရာသူတက်သွားလို့ဈေးကမ်းသားပြရဲ့ပစ္စည်းတွေဝယ်ခိုင်းလို့ဈေးပစ္စည်းတွေဝယ်ဟောတက်သွားတယ်လားဟုတ်ကလေးကဟိုနေ့ကကျွန်တော်လာတာလေခေါင်းရပိုကြည့်လာတာဟုတ်တယ်ဆရာသမီးဟိုခေါင်းပတ်ပတ်ပြကြည့်ရအရင်တော့အတိုင်းကြည့်ရတဲ့ဟာလေအဲ့အဲ့ဟာအရင်တော့54ပဲရှိရအခု60ရောက်သွားလို့အခုညီမစိတ်ယုံကိုပြန်တက်ဖို့စိတ်ကူးမရှိဘူးလားစိတ်ကူးရှိရဲ့စိတ်ကူးရှိရဲ့ဘာလို့မတက်တည်းရလဲကလေးကောင်းရတည်းရတည်းအကြည့်လာတယ်လက်ထက်ကမဆက်နိုင်ရှိလို့လက်ထက်ကမဆက်မရှိလို့ ော်အကိုကိုနေကလှူခဲ့တဲ့တုံးတိန်လေးကလည်းဒီအပေါ်ရန်စေးဘိုးဝဲတာလေးနဲ့ပါလေးနဲ့ဟုတ်ဩအားနဲ့ပြတ်သွားပြန်ပြီအဲ့ဒါဆိုရင်အကိုပြောမယ်အကိုကလည်းချောင်းဆိုးနေအဲညီမတို့ဒီမှာအလူငွေထပ်ပြီးတော့လှူပေးခဲ့မယ်ဒါဆိုရင်တော့အကိုပြောလို့စေးရုံပြန်ပြီးတော့တက်လို့ရတော့ပြီဟုတ်ပြီနော်စေးရုံတက်ဖို့ရအတွက်ညီမတို့အကိုတို့ကအလူငွေပြန်ပြီးတော့လာလှူပေးတာစေးရုံတက်မှာမဟုတ်လားဟုတ်တယ်တရင်ကျွတ်ပြီးမှတက်မလားဘယ်လိုလုပ်မလဲလာပြပြီးမှတက်မလား လာပြီမှာတက်လိုက်ပါတော့နော်အညီမအမျိုးသားအခုအလုတ်သွားလားအဲဒူကအဲ့ဒါမနေ့ပြန်လာမှနားမယ်ထင်တယ်ဟုတ်လားဟုတ်ကဲ့အဲဒူညီမမြူတာနဲ့တိုက်မြင်မှာညီမမဟိုအဝါရီရှိသေးလားအထက်ကလူကြီးတွေပါတယ်ကြီးတဲ့လူတွေတိုက်မြင်မို့ရအဲရှိရကြီးရှိချမ်းကဆရာတော့ရှိဟုတ်လားအော်ချမ်းဆရာရှိရဒီအိမ်ဆောင်တဲ့ဆရာဟောဟုတ်ပြီအဲ့ဒါဆိုရင်လေဒီအဲ့ဆရာတို့ရောနည်းနည်းကြီးတဲ့လူတွေတိုက်မြင်ပြီးတော့ဘယ်လိုမျိုးလေးလောက်ရမလဲတိုက်မြင်မယ်တိုက်မြင်ပြီးတော့ညီမအကိုလူတဲ့အလူငွေလေးကိုကလေးတော့ထိတိယောက်ယောက်လေးပြန်ပြီးတော့အတုံးချပေးဟုတ်ကဲ့ ်တတလေးတတရေကလေးနေရခန့်နေမှာအကြည့်အောင်ဒါကြီးကိုအရင်ကြီးလာတော့လေဒါပထမတစ်ချိန်ပိုက်ထည့်ထားတယ်နော်ပိုက်ထည့်ထားတော့အဲ့လိုဖြစ်တယ်နော်ပုံမှန်ဆိုရင်ပိုက်ထည့်ရင်ရှော့တယ်ရှော့တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ထင်ရတော့ဒီပိုက်ကရမီလောအောင်ထင်တယ်နော်ပိုက်ပုံမှန်ဆိုရင်ပိုက်ကတိုင်းကြီးဆင်းရတော့မှာလေနော်ရှည်ရိတ်တယ်ဆိုတာလေဟုတ်ပြီအဲ့ဒါဆိုရင်အလူငွေလေးအလူငွေလေးအရင်အပ်ပေးပါဗျာနော်အလူရှင်နာမယ်လေးတွေပြောပြုံးမယ်နားထောင်ပြုံးနော် အလူရှင်ကကျွန်တော်တို့ဥရွှေတဲ့ဥရွှေအတိုင်းမှာ9ပေါင်းချက်လူထားရှိတယ်။ဥစိန်အောင်ဝန်းအတိုင်းမှာ9ပေါင်းချက်လူထားလေးရှိရနော်။အဲအဲ့ဥအိမ်ဥစိန်အောင်ဝန်းကအရင်ကတူမိတ်အရင်ကဟိုပထမတစ်ချိန်လူတော့လဲတူအတိမိတ်ဆွေပါတယ်။တို့အတိုင်းမှာအခုဒုတိယတစ်ချိန်နာ9တောင်းထပ်ပြီးတော့လူတာ။ဒါကြတော့ဒုနာမည်နဲ့လူပါဗောနော်။အဲနောက်တစ်ဥကဥမောင်ကျော်တဲ့ဒေါ်နီလာဝန်းတားဖြစ်သူတဲ့။အဲတားဖြစ်သူမောင်ဝေရန်ကျော်တမိဖြစ်သူက မောက်ဝမ်ယရီကျော်မီတာဆိုထိုင်ဝမ်တိုင်းမှာတတိယကျပါဗျာနော်၃ဦးရှိတော့ရယ်နော်ပြီးရင်ကျွန်တော်တို့ဟိုဒေါက်တာမနုရင်နဲ့တမင်းဖြစ်သူတဲ့ခေလီတာကျော်တိုင်းမှာဒါအော်စတြေးလျနိုင်ငံစစ်စနီမျိုးတိုင်းမှာဒါစက်တိန်လူထားလေးရှိရယ်နော်ဟုတ်ပြီနော်အဲဆိုရင်တော့ကလေးကိုကျွန်တော်တို့ပြန်ပြီးတော့ခွဲစိတ်လို့ရမယ်ထင်တယ်နော်ကျွန်တော်တို့အဲအဆိုရင်ဥွှေရယ်ကျွန်တော်တို့အဲဥွှေရယ်ဥစိန်အောင်ဝင်းရယ်ဒေါက်တာမနုရီတမင်းဖြစ်သူမက်ကင်လီတာကျော်ပြီးရင် အဲဦးမောင်ကျော်ဒေါ်နီလာဝန်တားပြတ်သူမောင်ဝေရန်ကျော်တမင်းဖြစ်သူအဲမောင်ဝင်းရည်ဒီကျော်မိသားစုထိုင်ဝမ်ဆိုပြီးတော့အဲလူလိုလေးတွေပေါ့နော်ဒါဒေါက်တာမတ်တူရည်တမင်းဖြစ်သူခင်နေတာကျော်ကတော့ဩစတြေးလျနိုင်ငံစစ်စနီမျိုးကကျန်တဲ့လူကတော့နေရာလေးပြောထားမှရှိဘူးနော်ဟုတ်ပြီနော်အဲဆိုရင်လူငယ်လေးအပေးမယ်ငါညီမကြီးအခုလိုဒီလိုမျိုးလေးကိုတားတမင်းကြီးတို့ကလှူပြီးတော့ကြတော့ဘလို့နေတော့ငါညီမကျေးဇူးအများကြီးတင်ပါရဲ့လို့ဒီထက်မှကလည်းဟိုဆေးချမ်းသာကိုကျမ်းမာပြီးတော့အများကြီးလည်းအများကြီးလည်းလှူနိုင်ပါလေ Okay, bang, anyway. ငါညီမတို့အနေနဲ့ဆိုရင်ဒီလောက်ငွေရကိုတာတမီအတွက်လုံးမပေးနိုင်နေဘူးနော်ဘာလို့လဲဆိုကြတော့ငွေရကလေးအတွက်ကအရင်များတော့ပထမတစ်ချိန်လည်းအရင်ကုန်ထားတာဆိုတော့နော်ဟုတ်တယ်နော်ပထမတစ်ချိန်ကညီမတို့တော်တော်ကုန်ထားတယ်အဲ့အကျွေးလေးတွေကအခုဆက်ပြီးပြီလားမဆက်နိုင်နေဘူးဆက်နိုင်ဘူးอืมဟုတ်ပါငါညီမကိုချင်းဆိုရင်နော်30လောက်ကုန်ထားတာ။အင်း။ဒါပေမဲ့ပိုက်ဖို့ကြည့်ပဲဟိုကပိုက်တစ်ချောင်းနဲ့ဟို9သိန်းလောက်ကျ။ဟုတ်တယ်အဲ့ပိုက်ကအရင်စီးကြည့်တာငါညီမ။ MBA ငါညီမတို့ကလည်းလလုတ်လက်စားလေးတွေနေဘက်ကတိုင်းလေးဆိုကြတော့ပို့ဆိုးတာပေါ့နော်ဟုတ်ပို့ဆိုးတာအခုအမျိုးသားတယောက်တည်းပဲလုံနိုင်တယ်ညီမလေးကဒီမှာကလေးကကျမရဲ့တစ်ဖက်ကလေးကလည်းငယ်တည်းရာဆိုကြတော့လေလုံမစားနိုင်ဘူး အဲ့လိုဖြစ်နေအိလာကလေးကဘယ်လောက်ပြရလဲအိလာကတော့ဒီရဆရာမယူလဲမယူတခါလေးလဲဘယ်လိုကလေးဟိုအလုပ်တော့မယူတာများမယူတာများတယ်တော်သေးတယ်နော်အဲ့ဆရာကိုလည်းတကယ်ကျေးဇူးတရားပဲနော်အဲ့လိုအဲ့ဆရာတို့နဲ့တခြားလေးတိုက်မယ်နော်တိုက်မယ်ပြီးတော့အကောင်းဆုံးလေးတိဆောက်ကြပါနော်အကူကတော့အလှူငွေအပ်ပေးခဲ့မယ်ပြီးရင်ငါညီမဒီကလေးလေးရဲ့နောက်ဟိုနောက်ပိုင်းကျမကြီးလေးကိုအကူကိုပြန်ပြီးတော့တင်ပြပေးအကူကြီးကလေးလေးကတော့တက်တာတယ်ပါဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုငွေလိုအပ်ရင်လည်းလိုအပ်တယ်ပါညာလေးပေါ့နော် အလူမျိုးလေးတွေမြတ်ပြောနော်အလူမျိုးလေးအပ်မယ်အားဆိုရနော်ရအောင်ညီမဒီဘယ်လိုက်မနော်ရလားကလေးလေးတော့ကလေးလေးနဲ့ကလေးလေးနဲ့အနီဆုံးတော့မထားနဲ့နော်ကလေးလေးနဲ့အနီဆုံးထားရတာကလေးလေးကဒီငွေဆိုတာလူအများကြိုက်နေရမလို့အားကြောင့်မလို့ပါနော်ဟုတ်ပြီနော်လူပေးတဲ့အလူရှင်နေပါပြောခြင်းနေတော့ဒီလောက်အများကြီးလူပေးတာအင်းစီစီလည်းအများကြီးတင်ပါတယ်လို့ ဒီငွေကိုလည်းသမီးကလေးအတွက်ပဲသုံးပါပါလို့ဟုတ်ကဲ့ဟုတ်ကဲ့ဒီထက်မှကလည်းအများကြီးအများကြီးလည်းလူနိုင်ပါစေလို့ဆုတောင်းပေးပါအဲဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ငါညီမလည်းဒီကလေးလေးလည်းအများဆုံးနေကောင်းကြပါပါစေနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါအဲ့ဒါဆိုရင်တော့တော်တော်လေးတိရောက်သွားပါပြီပထမတစ်ချိန်နှုံနှင်းလူလာလေးရောဆိုတော့နော်နောက်ထပ်အလူရှင်လေးများရှိကြတယ်ပြန်ပြီးတော့လူပေးပါမယ်ဒါလေးနဲ့တော့လောက်မဲ့ထဲတော့မပါသေးဘူးနော်လူပေးမယ်လို့ကျွန်တော်တို့ရှိတဲ့ဥစ္စာလေးကိုအရင်ဆုံးလာအပ်ပေးပါ ဒါလေးကကျွန်တော်ဒီမှာ၂ရက်၃ရက်ရှိပြီးငွေလွှဲရောက်ထားတာလေးကဒီကပြီးထမကကြာလုံးတော့မကောင်းလို့ချက်ချင်းလာအပ်ပြရနော်နောက်ထပ်လူငွေလေးရရင်လည်းအကိုလက်ခံပေးမယ်လက်ခံပြီးတော့လာပြီးတော့ပြန်ပြီးလူပေးမယ်ဟုတ်ပြီနော်ကျေးဇူးပါဘုဖြစ်လည်းကျေးဇူးပါရှင်ဟုတ်ပြီ